တခါတလေကျွန်တော်တို့ကကိုပိုင်လွတ်လပ်ခွင့်ကိုယ့်ရဲ့တက်တောင်းတက်တာဖြစ်မှုနဲ့ကိုယ့်ရဲ့ကိုပိုင်ခံစားခွင့်တွေကိုကိုကျင်းစာတရားဆိုတဲ့အရာကဖျက်ဆီးတာခံစားမှုတဲ့သူရှိလိမ့်မယ်ထင်တယ်ဒီဖြစ်ပျက်လေးကပါလဲဆိုရင်ဘရာဇီးနိုင်ငံကဂျန်ဒီဖာဆိုတဲ့အမျိုးသမီးသူကဒီလေရင်စီးဖို့ရန်အတွက်သူကပရင်ပေါက်မှာသူကတက်တောင့်တက်တာစီးဖို့အတွက်ဒီလေရင်လက်မှတ်ကိုသူကလက်ပေါင်းများစွာတဲ့ကကြိုးဝယ်ပြီးတော့မှပတ်စံ ပို့ပေးပြီးတော့မှသူဝယ်ခဲ့တာဗျာဒီနေရာလေးမှာပရင်ပေါက်မှာသူစီးပြီးတော့မှလေယာဉ်ပြင်လေးကိုချိပြီးခန်းစားဖို့အတွက်ပေါ့ဒါပေမဲ့ဖြစ်ချင်တော့သူလေရင်စင်းစီးတဲ့အခါမှာသူထင်သလိုသူဖြစ်မလာဘူးဗျာသူစီးတဲ့နေရာရဲ့ဘေးနားလေးကက်ရက်မှာကလေးမေတစ်ယောက်ကတက်လာတယ်ဒီကလေးကတငိုကိုတည်ရင်နဲ့ဗျာပရမအုံးဆုံးဒီကလေးအမေကပြောတယ်နေရာပေးဖို့အတွက်ပြောတော့ဟောသူကကိုချင်းစာတရားတော့သူ့မှာမရှိတာမဟုတ်ဒါပေမဲ့တခါသေးကျရင်လူတွေကဗျာဟောကိုချင်းစာတရားမရှိဘဲမြင်ကြတာမဟုတ်ဘူးလူကလေ ကိုယ့်ရဲ့ကိုပိုင်ခန်းစားခွင့်နဲ့တက်တောင်းတက်တာကိုခန်းစားခြင်းလို့သွားနေကြတဲ့လူတွေကြီးပဲဒါကိုတချို့ကနားမလည်ဘူးပြအဲ့တော့ကလေးမိကအတင်းတောင်းတယ်ဆိုတော့ तू ကညင်းလိုက်တယ် तू ကအော်မဖယ်ပေးပြရစေနဲ့ဆိုသူညင်းလိုက်တယ်ပြဒါပေမဲ့သူ့စိတ်ထဲမှာတော့ तू ကကိုချင်းစာတရားမရှိတာတော့မဟုတ်ဘူးဒါပေမဲ့လေရင်ဝင်တန်းတွေကသူ့ကိုဘလို့မြင်လဲဆိုလို့ရှိရင်ကိုချင်းစာတရားမရှိဘူးလို့မြင်ပြီးတော့မှသူ့ကိုဒီနေရာကိုဖယ်ပေးဖို့ရန်အတွက်သူ့ကိုအချိန်ချင်းဖိအားပေးတယ်ပြလေရင်စီးတဲ့တောက်လျှောက်လုံးပေါ့ဗျာဒါပေမဲ့ तू မဖယ်ပေးခဲ့ဘူး ဒါပေမဲ့လအနေငယ်ကြာပြီဒီလေရင်စီးပြီးဖြစ်ပျက်ပြီးတော့လအနေငယ်ကြာတဲ့အခါမှာဆိုရှယ်မီဒီယာပေါ်မှာတက်လာတာဒီကလေးရဲ့အမေကသူ့ကိုဗီဒီယိုရိုက်ထားပြီးတော့မှ live ပေါ်မှာတင်ထားတယ်ကိုချင်းစာတရားမရှိဘူးဆိုတော့ပုံစံမျိုးနဲ့တင်ထားတဲ့အပြင်ကိုအောက်မှာရေးတဲ့မန့်တွေကလည်းဗာရေးလဲဆိုရင်ဒီမျိုးသမီးကကလေးရဲ့အမေကိုနေရာမပေးဘူးကိုချင်းစာတရားမရှိဘူးဆိုပြီးတော့မှရေးတင်ထားတာတွေ့ရတယ်ဒါနဲ့ပတ်သက်ပြီးတော့မှဂျနီဖာကပထမတော့တိခန့်နေနောက်ပိုင်းမှာတော့လူတွေရဲ့ကဲ့ရဲ့ရှုံချမှုတွေများလာတဲ့အခါမှာသူ့ကိုလေရင်ပေါ်မှာနေရာဖယ်ပေးဖို့ရန်အတွက်အချိန်ချင်း ဖိအားပေးတဲ့လေရင်ဝင်တန်းတွေကသူ့ရဲ့အတရေကိုဖျက်တဲ့ဒီကလေးမေကိုကသူကတရားဆွဲဖို့ရအတွက်သူပြင်ဆင်လိုက်တယ်ဗျတခါကြရလို့ရှိရင်စာနာမှုဆိုတာကိုယ့်ရဲ့တတောက်တတာဖြစ်မှုကိုအမြဲတမ်းဟောလက်လျှော့အနစ်နာခံနေရမှလားဆိုတဲ့အတွေးတွေကဝင်လာတတ်တယ်ဒါလူတိုင်းကြုံတွေ့ရမယ့်အရာဖြစ်တယ် ဒီအမျိုးသမီးဂျနီဖာသူ့ရဲ့ရည်သူ့ဒီမျိုးသမီးကတရားဆွဲဆိုတယ်ဒါပေမဲ့သူ့ရဲ့ရည်ချက်ကတော့ဩဂလစားချေဖို့ရန်အတွက်မဟုတ်ဘဲနဲ့အခြေခံအခွင့်အရေးကိုမြဲမြံစွာရည်တည်ခြင်းသည်အရေးကြီးတယ်ဆိုတာတတိပေးရဖို့သူကတခြားသူတွေလည်းဩဒါမျိုးသိရှိရန်အတွက်သူကဩဒီတရားဆွဲဆိုခြင်းဖြစ်တယ်အဲ့တော့တခါစီကြမှာတခါစီကြလို့ရှိရင်ကျွန်တော်တို့ကမိမိရဲ့အခွင့်အရေးကိုကာကွယ်ခြင်းသည်ကိုကိုကိုအတွက်ကောကျင်နာမှုသည်နာခံမှုမဟုတ်ကြောင်း 嗲大爷阿多吧，哦，雷山送到六月皮带手里，伢个对在金那边，哎哟，你侬牛皮带牛，今朝哪样嘛声音？不是搞事业看嘛个，就他事业看嘛个，伢你看啥来着？好点没啦？哎哟，你侬对就看啥都了，过劲啥来着？该你皮带里嘛？ ဟိုကလေးအမေဖက်ကမှန်ပါသလားတောင်းမလို့ရှင်နေရမဖယ်ပေးတဲ့ဂျမီဖာဖက်ကမှန်ပါသလားဆိုတဲ့အရာလေးကိုကိုမမရေးသွားပေးကြည့်ပါလို့ကျွန်တော်ပြောပေးချင်ပါတယ်ဗျ။ဟောဒါကတော့ဒါတကယ်အဖြစ်ပြလေးဖြစ်သွားတဲ့အရာဖြစ်တယ်လို့ကျွန်တော်ပြောပေးချင်ပါတယ်ဗျ။နောက်ပြန်မှနိုင်ငံတကာသတင်းတွေဒီလိုမျိုးဟောဟိုဘုဒ္ဓကရတဲ့အရာလေးများကျွန်တော်တင်ဆက်ပေးပါဦးမယ်လို့ကျွန်တော် page လေးကိုလည်း like and follow လုပ်ထားဖို့မမေ့ပါနဲ့ဦးလို့ကျွန်တော်ပြောပေးချင်ပါတယ်ဗျာ။